2025ခုနှစ်မေလ12ရက်တရားနေမလို့စောစောနှုတ်ကပ်တော်ညီဖျားခင်တာတယောက်လာတဲ့ကျွန်တော်တို့တင်ပြခန်းစားပြီးတည်တဲ့ကာလသွားလာခြင်းလည်းမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်တော်မှာပုံကြည်ပါစီတော့ကာလချင်းကိုရှေးစွာရွေးနှော်မှုဆိုရင်နှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတယောက်ချင်းစီအသက်ရှင်ခဲ့တဲ့ရက်ပေါင်းဟာ132ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကွန်ကွန်ကရစ်132ကိုဘယ်လိုသုံးပြခဲ့လဲပြန်ပြောင်းဆန်းစစ်ရအောင်ကျန်ရှိသေးတာတော့မနက်ဖြန်နေစပြီးနှစ်ကုန်ထိ233ရက်ကျန်ပါသေးတယ် ကျက်ရှိတဲ့နေ့ရက်တွေကိုလည်းကာလချောင်းအကောင်းဆုံးရွေးနှုတ်ပြီးပွားလာခြင်းလည်းဖို့လို့ငါရှေးဥစွာတိုက်တွန်းလို့ဆိုပါစေဒီကနေ့ my blessed morning အစီအစဉ်ကိုဒီကချေပြမယ်ကျမ်းစာကတော့66ခုမြောက်သောစာလံအပိုက်ငယ်20ဖြစ်ပါတယ်ငါမွတ်ဆိုသောပတ္ထနာကိုပယ်တော်မမူကျေးဇူးတော်ကိုငါမှရုတ်သိမ်းတော်မမူသောဖခင်သည် မင်္ဂလာရှိတော်မူစေသတည်း ဖတ်ကြံလို့ကတော့တရှင်စကားဖြစ်တိုင်းကြားလို့ကြောက်တယ်ဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ဆန္ဒဆရာကသူ့ဆုတောင်းတဲ့အရာ သူပြုတဲ့ပတ္ထနာကိုဘုရားသခင်ကဘယ်တော့မှ ပြစ်ပယ်တော့မမို့တို့ရှင်သားမပုံကြီးပါစေဒုတိယချက်သူ့မှာပြုထားတဲ့ဂျေဆုတော်သူ့ကနေဘယ်တော့မှယုံမသိဘူးယုံသိတော့မမှုသောဘုရားသခင်မင်္ဂလာရှိပါစေလို့ဝတ်ဆိုတယ်ကြောက်တဲ့နေ့ပြီးတော့ ကျွန်တော်ယုံကြည်တယ်နေ့စဉ်အမြပြုနေစုတောင်းပတ္ထနာတွေကိုအရှင်ကအမြဲတမ်းနှာညောင်းနေတယ်သူရှင်နာဘဘုန်းကြီးပါစေအမြဲတမ်းကြားတယ်ဟောပြီးခဲ့တဲ့ရက်ဒီမှာလဲစုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏထောပြခဲ့ပါတယ်နောက်စုတောင်းခြင်းနဲ့ပတ်သက်လို့ဟလာလာမယ်စနေနေ့ဆိုလဲပြောမှာပါ နောက်ဒီတဘာမျိုးသမီးရဲ့စုတောင်းချက်မိခင်ကသူ့သမီးဆွဲနေညင်ကျွတ်နတ်ကိုနှင်ထုတ်ဖို့အတွက်လာမယ့်စနေကျန်အော်ဆောင်းဆိုင်နားထောင်ကြည့်ပါဦး ူ့ရဲ့တောင်းဆိုတာကိုလည်းအရှင်ရှုကြားတယ်အဖြေပေးတယ်။အော်ဒီမှာလဲကျွန်တော်ပြုတဲ့စတောင်းပတ္တနာကိုတဲ့ဘုရားသခင်ဘယ်တော့မှမပယ်ဘူး။အဲ့တော့မကဂျေဇုတော်ကိုတဲ့ငါမှရုပ်သိမ်းတော်မမူသောဘုရားသခင်ကိုပြောပါတယ်။ကြောက်ဒီကနေအချက်နှစ်ချက်ပတ္တနာကိုမပယ်ဘူး။စတောင်းခြင်းကိုဘုရားခင်ကမငင်းပယ်တတ်ဘူး။အဲ့တော့မကဂျေဇုတော်ကိုလည်းရုပ်သိမ်းတော်မမူဘူး။နှစ်စာရမ်းမှာအများရန်ပြောင်းပြန်ပြောပါတယ်။ဘုရားကောင်းစွာမကောင်းပြောတယ်။ နော်ဘုရားခင်ကခြိုးတယ်ပြောသူကခါတယ်ပြောမှာပေါ့တေးကြတယ်ဟောစူတောင်းခြင်းကိုလည်းဘာပြောအာမင်းရဲ့စတော်ညိုဘုရားခင်ပယ်လိုက်ပြီနော်အမြင်လားဒါစာရန်ကျွန်တော်ရဲ့ဟိုစိတ်ဝင်ညင်တော့ကျွန်တော်ထဲတော့ယုံကြည်သူထဲတော့စာရန်ဝင်လို့မရတော့နတ်ဆိုးလုံးဝင်လို့မရတော့နတ်ဆိုးဝင်လို့ရတယ်ဟာလားစာရန်ဆွတ်လို့ရတာမယုံကြည်သူဖြစ်လို့ပဲမယုံကြည်သေးလို့ပဲဖြစ်လိမ့်ယုံသူဖြစ်ရင်စာရန်ကကျွန်တော်စိတ်ဝင်ညင်မှာလာပြီးတော့စကားတွေနဲ့သွေးဆောင်တက်တယ်မင်းစတောင်းတော်ဘုရားခင်မချတော့မင်းစတောင်းတော်ဘုရားခင်ပယ်လိုက်ပြီဒါစာရန်ရဲ့ မုတာစကားပဲဖြစ်ပါတယ်။နောက်မင်းကနေဂျေဇုတော်လည်းဖယ်လိုက်ပြီ။နာမေတာကြောင့်အခုဒုက္ခဆင်းရဲရောက်နေတာ။ဂျေဇုတော်မင်းမင်းရှင်နေရုပ်သိမ်းလိုက်ပြီ။ဒါဆာတန်အမြဲတမ်းသွေးဆောင်ပြီးတော့အဲ့လိုဖော်ပြနေရှိပါတယ်။ဒါဆိုရင်ဆာလန်ဆရာပြောကြတဲ့အတိုင်းငါ့ရဲ့စတောင်းခြင်းကိုဖျားခြင်းမပေဘူး။ဟာလေလုယာ။ငါမှဂျေဇုတော်ရုပ်သိမ်းတော်မမှုဘူး။ထို့ဖျားရှင်မင်္ဂလာရှိပါစေ။အဲ့အချက်ပေါ်မှာရက်တည်ပြီးတော့ ဒီနေ့ဆက်သားဖို့ဆင်ခြင်ဖို့ကျွန်တော်တိုက်တွန်းလို့ဆိုနှိုးဆော်လိုပါတယ်။စာတန်သွေးဆောင်တဲ့စကားကိုလက်မခံပါနဲ့။နှစ်ခွက်တော်ပဲလက်ခံပြီးပွာလာခြင်းလည်းရအောင်လို့ထပ်ဆင်ပြီးဖော်ပြလိုပါတယ်။ကျွန်တော်ရဲ့နှစ်ခွက်တော်နဲ့ဝိင္ခချရာဖြင့်အယောတမဘုရားသခင်သည်အတိတ်တပံပြန်လည်ကောင်းချီးပေးပါစေတော့။ဆုတောင်းနေကြပါစို့။မြတ်တော်ရှင်ဖဖျားဆလံစီကသူမဆိုတဲ့ဆုတောင်းပတနာကိုဖျားခင်ကမပေးဘူးပေတော်မမှုဘူးကျေးဇူးတော်လည်းသူ့ထံကနေပြီးတော့ရုပ်သိမ်းတော်မမှုဘူးလို့ ဖော်ပြပါတယ်။အလိုပြုခဲ့တဲ့ဘုရားသခင်မင်္ဂလာရှိပါစေသတည်းဆိုတော့သူချီးမွမ်းထားပါတယ်။ယတိသားတို့ဘဝတတာတည်မှာလည်းသားတို့ပြုနေတဲ့ဆုတောင်းပတ္ထနာတွေကိုတော့ဘယ်တော့မှညင်မပေဘူး။ဟာလေလုယာ။သားတို့တတာမှာခံစားရတဲ့ကြီးစုတော့လည်းဘယ်တော့မှယုံမသိမ့်ဘူးဆိုတာသိမှတ်ခြင်းနဲ့နေ့စဉ်နဲ့မျှကိုရဘမှာယက်တီခိုလုံးမလို့တွားလာစရာအကြောင်းဖြစ်စေဖို့ဒီနှုတ်ကပ်တွေကစကားအဖြစ်အတ္တတာတိမှာအလင်းပြင်းပြင်းပြင်းတုံသိင်းကြီးကပြုတ်ပြီးတော့ကောင်းချီးပေးပါမိအကြောင်း ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာမတော်ပြီကုန်ပြီပြီကျေးဇူးတော်ပေါင်းချီးမခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖဖျားသခင်အာမင်ကျွန်မနေ့ကသခင်ဖျားနေမှာတော့ဒီမာကုကနေစဉ်းစားခဲ့တယ်ဒီနေ့တော့စာလန်းနေစဉ်းစားတယ်ဟောဒီနေ့စနေရက်ဒါမဲ့ပုဒု14ရက်တောက်ကြနေ16ရက်ကျွန်တော်စာလန်းချက်နေစဉ်းစားပါမယ်ဟောမနေ့ကကျွန်တော်စဉ်းစားခဲ့တယ်ဟောလာမာကုမနေ့ကဆိုလဲမာကုနေစဉ်းစားမယ်ဒီတပတ်တခါလာမှာစာလန်းချက်နေ3ချိန် or သမတိအာမာကူကနေလေးချိန်တိတိစဉ်းစားမှဖြစ်တယ်ဆိုတဲ့အကြောင်းကိုကြိုတင်ပြီးပြောကြားလိုပါတယ်လို့အော်ဒီနေ့မြတ်ကွတ်တရားစာကိုကျောင်းဆင်းနှုံသိမ့်ပြီးတော့အသက်တာအတွက်ခေါင်းကြီးမင်္ဂလာတိဆော့ဆရာဖြစ်မယ်လို့ယုံကြည်မျှော်လင့်ပါတယ် public မှာ share လုပ်ပေးပါဦးရောက်တဲ့မော်ဘုရားခင်သည် ကြီးမားတဲ့ခေါင်းကြီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့အာမင်